ကြောင့်မလို့ကဆုံလားပြည်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလေကဆုံလားပြည်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလေကဆုံလားပြည်နေပဲဖျားဖြစ်သူရောက်တော်မူတာလေကဆုံလားပြည်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလေကဆုံလားပြည်နေပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာရိတ်တော်ခန္ဓာလဲကဆုံလာပြီဟောဖွာတော်မူတာလဲကဆုံလာပြီဖျားဖြစ်သူရောက်တာလဲကဆုံလာပြီပြိနိဗ္ဗာန်စန္ဒာလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူတာရဲ့ ဖရာဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော်ဒီဘဝမကဘူးဖះလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆို။တရာခဏဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေ ဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင်သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝန်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖះကဖះဖြစ်လိမ့်မယ်အနာဂတ်မှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်ကောင်းငယ်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့ခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီးဝန်းကြီးကလည်းပဲဝိတာခါဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတယ်အဲ့ဒါကိုဝိတာခနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံငါးပြည့်ပဲ။ဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာပ